ခொနည်းသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဘေးဟောစရန်ချန်နယ်မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ခொနည်းသားသမီးများချုပ်တင်ချိန်ဆနိုင်ရန်အတွက်ဆရာမရမင်းစလီမှဟောကြားထားသော2025ခုနှစ်ဒီဇင်ဘာလ12ရက်နေ့အတွက်တရားစာကြံပြုဟောစရန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။အစီအစဉ်လေးမစရမှာတဦးစေတနာတဦးမြတ်သားဆိုသလို Subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အစ်တတနိုင်းတရားအောင်လဲဘေးနားခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်။ တနင်္ဂနွေသားသမီးများတွေတနေ့တာဟော့စတန်ရှီတိုးရခက်နောက်ဆုတ်ရခက်ဆုံးပြရခက်တာမျိုးတွေကြုံရတဲ့သောအနေဖြစ်ပါတယ်အယောင်ဝဲကောင်းမယ်လက်ရွှဲမယ်ငွေကြီးကံအလွန်ကောင်းပါတယ်တောက်ကြိုက်တောနာတာမျိုးဖြစ်တတ်တယ်တသုံးပါသောကဏ္ဍများချိုးပေးပြီးကံကုန်းသောရောင်မှာအနည်းရောင်ဖြစ်ပါတယ်ရေရေမိမိအရှိပြမှာစမှုစာသုံးခုကတ်လို့ပါတနင်္ဂနွေသားသမီးများလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကောင်းချီးချမ်းသာများပုံမရရှိကြပါစေတနင်္ဂနွေသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးရေးပေး အခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မေဇွေရောရကကန်တွေကိုဆ ਿਆ မရမင်းအစည်းလေးနဲ့ဗီဒီယိုမင်းဆွန်းရတယ်မလို့တဲ့အခါ3992960 649နှစ်တို့ဘိုင်ဘာမတ်တဲ့ဆက်သွဲမင်းမြန်နိုင်ပါတယ် တနင်္လာအသားသမီးများတို့တနေ့တာဟော့စတန်စင်ကြီးဆရာနှစ်ကြိမ်ကြုံရမယ်။ဘာပဲလို့လို့အဆင်မပြေဖြစ်နေမယ်။အနေရောင်ကိုလုံးဝအသုံးမပြုပါနဲ့။ယနေ့အတွေ့ဂျမားရေကိုသာအထုဂယူဆိုင်ပါ။ချက်သူစီမှလက်ဆောင်ရတာပါတယ်။တွန်းသွင်းနေပတ်သက်ပြီးဒုက္ခပေးတယ်ပါတယ်။မဟာခွန်ရပါတော်ကနများချိုးပြီးကံကောင်းသောအရာမှာအပြာရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ်။ရေရေရမိမိရှိပြမှာပန်းဒီသုံးလုံးကတ်လို့ပါ။တနင်္လာအသားသမီးများလုံးကိုစိတ်နှပြဂျမားချမ်းသာကြပြီးကောင်းချီးချမ်းသာများပုံမရရှိကြပါစေ။တနင်္လာအသား မီးများတွေတိုက်ဆိုင်မင်္ဂမကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာမယမင်းဇလီနဲ့ဗီဒီယိုမြန်ဆွနှွေးတိုင်ပေးလို့တဲ့အခါ3992560 6လေးကို1တက်တို့ဘိုင်ဘာမတ်တဲ့ဆက်သွဲမေးမြန်နိုင်ပါတယ် အင်္ဂါအသားသမီးများတွေတနေ့တာဟော့စတန်အလို့နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးစကားပြောဆိုဖြည့်ရှင်းရတယ်ပါတယ်။ငွေရတော့စီလိုပေါက်ရှားပြီးထွက်နေမယ်။အထက်လူကြီးအကြီးအကဲအတွက်စိတ်ညစ်ရမယ်။ခေါင်းတချမ်းကိုက်တတ်ပါတယ်။ချစ်သူရဲ့အထင်လွဲဆွဆွဲခံရတတ်ပါတယ်။ငါးရှိပါသောကနံများအကျိုးပေးပြီးကံကောင်းသောအရာမှမျိုးမိုင်းသောအရာနဲ့မယမ်းရောင်ဖြစ်ပါတယ်။ရရရမိမိရဲ့ရှိပြားမှာနှင်းစီပန်းကတ်လိုပါ။အင်္ဂါအသားသမီးများလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာကြပြီးကုန်းကျချမ်းသာများပုံမရရှိကြပါစေ။အင်္ဂါအသားသမီးများတွေတိုက်ဆိုင်မှန်ကမှာက ကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆရာမရမင်းစီလီနဲ့ဗီဒီယိုမြန်ဆွေးနွေးတိုင်ပြလို့တဲ့အခါ3996060 6092တို့ဘိုင်ဘာမှာတက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် ဘုရူသားသမီးများတွင်တနေတာဟော့စတန်အလုတ်ကိစ္စငွေကိစ္စများနဲ့ပတ်သက်ပြီးစကားပြောညွှန်ကုန်ရတာပါတယ်ရွေးချယ်ရခက်ဆုံးဖြတ်ရခက်စိတ်နှခွဖြစ်စရာများကြုံရတဲ့တေကျမကြီးကောင်းနေတော့လဲလက်မှာထိကြိုက်တန်းရရတာပါတယ်အချီးตายရနေမယ်ငါကိုပါတော့ကနန်းများချိုးပေးပြီးကံကောင်းသောရောင်မှာအပြာရောင်ဖြောက်ဖြောက်ဖြစ်ပါတယ်ရရရမိမိရင်ရှိပြားမှာဘဲပေါက်စီကတ်လို့ပါဘုရူသားသမီးများလုံးကိုစိတ်နှဖျားကျမချမ်းသာကြပြီးကောင်းချီးချမ်းသာများပုံမရရှိကြပါစေဘုရူသားသမီးများတွင်တိုက်ဆိုင်မှန်ကမကကော်မန့်မှာ ခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကံကံတွေကိုဆရာမရမင်းအင်စလီနဲ့ဗီဒီယိုမြန်မာဆွေးနွေးတာပြလို့တဲ့အခါ3996 6491တို့ဘိုင်ဘာမှာထဲဆက်သွယ်မေးမြန်နိုင်ပါတယ် ကျန်သာရေးသားသမီးများတွေတနေ့တာဟော့စတယ်အရေးကြီးစာရွက်စာရဲများစာချုပ်များပြတ်တက်ပြောက်တက်ပါတယ်အလုတ်ထမ်းမှာစိတ်ပန်းလူပန်းဖြစ်နေမယ်ယင်းနေသောမိတ်ဆွေတဦးနဲ့ပတ်သက်ပြီးစိတ်ညစ်ဆရာစိတ်ရှုပ်ဆရာများကြုံရမယ်ခေါင်းမူကောင်းကြိုက်တက်ပါတယ်ချစ်သူစီမှာထမမထားသောလက်ဆောင်ရတဲ့တဲ့လေးတပါသောကဏ္ဍများချိုးပြီးကြံကောင်းသောရောင်မှာအနဲ့ရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ်ရေရရမိမိအရှိပြားမှာအုံဒီပါသောမောင်ကတ်လိုပါကျန်သာရေးသားသမီးများလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ ကျန်သာရေးသားသမီးများတွေတိုက်ဆိုင်မှန်ကမကကော်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပြီးခဲ့နော်မိတ်ဆွေတို့ရဲ့ကကဲတွေကိုဆရာမရမင်းအစည်းလေးနဲ့ဗီဒီယိုမင်းဆွနွေးတိုင်ပြလို့တဲ့အခါ3992560 649နှစ်တို့ဗိုက်ဘာမထက်ဆက်သွယ်မင်းမြန်နိုင်ပါတယ် တောက်ကြံသားသမီးများတွေတနစ်တာဟော့စတန်ရဝိပြပရှိဆွေမျိုးမိတ်ဆွေများစီမဝန်သားစရာတရင်ကောင်းကြရမယ်အဖို့ရန်ပစ္စည်းများဝယ်မယ်ငွေကန်အလွန်ကောင်းသောနေ့ဖြစ်ပါတယ်လက်တစ်ဖက်ကြိုက်တာနာရာမျိုးဖြစ်တတ်တယ်တချောပါသောကဏ္ဍများချိုးပေးပြီးကံကောင်းသောရောင်မှာအနည်းရောင်ဖြစ်ပါတယ်ရရရမိမိရဲ့ရှိပြမှာအုံသီးချောက်စိတ်ကတ်လိုပါတောက်ကြံသားသမီးများလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကောင်းချချမ်းသာများပုံမရရှိကြပါစေတောက်ကြံသားသမီးများတွေတိုက်ဆိုင်မှန်ကမကကော်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့ ့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာမရှင်မင်းအစည်းလေးနဲ့ဗီဒီယိုမင်းဆွေးနွေးတာမျိုးလို့တဲ့အခါ3996 6491တို့ဘိုင်ဘာမထက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် စနေသားသမီးများတွေတနေ့တာဟော့စတန်ကြံဖန်းပြီးငွေအကုန်ကျများနေတဲ့တဲ့အလုံးမှာအတိုက်ခတ်အင်းနောက်ဆက်တွေးများနေမယ်အင်းတွေမှလည်းမတမယာဖြစ်နေမယ်ဘိုက်အောင်ဘိုက်နာဖြစ်တတ်ပါတယ်ချစ်သူစီမသတင်းကောင်းကြားရမယ်တစ်သုံးပါသောကဏ္ဍများကြိုးပပြီးကံကောင်းသောရောင်မှာအနီရောင်နဲ့ကြက်သွေးရောင်ဖြစ်ပါတယ်ရေရယာမင်းမြန်ရှိပြားမှလိမ္မော်ကြီးကတ်လို့ပါစနေသားသမီးများအလုံးကိုစိတ်နှပြကြက်မှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမုံရရှိကြပါစေစနေသားသမီးများတွေတိုက်ဆိုင်မှန်ကမကကော်မန့်မှာတစ်ခုရေးပေးခဲ့ ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာမရမင်းအစ်စလီနဲ့ဗီရင်မင်းမဆွန်းွေးတံပဲလို့တဲ့အခါ၃ညကို2960649တို့ဘိုင်ဘာမထက်ဆက်သွယ်မင်းမြန်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်ဗီရင်ဟောစတန် channel မှာမမကြီးဗီရင်ဆရာများရဲ့နေစဉ်ဟောစတန်များအပတ်စဉ်ဟောစတန်များလာစဉ်ဟောစတန်များနဲ့နေ့စဉ်ဟောစတန်များပါပုံမှန်တင်ဆက်ပေးနေလို့ ဗင်ဟောစရန် channel လေးကိုလက်အင် subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအတိတ်တနိုင်းသိရအောင်လဲဘေးနားအကောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်